ားလုံးပဲမင်္ဂလာနံနက်ခင်းပါခင်ဗျာဒေါက်တာအောင်သူဘလော့မှကြိုဆိုပါရစေမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တဖုံးပီတယ်နာဖြစ်ရင်ဘယ်လိုလုပ်ကြမလဲဆိုတော့ ြောင်းလေးကိုပြောပြပေးမှာပေါ့နော်ကျွန်တော်တို့သဖုံးပီတဲနာဖြစ်တာတွေ့ဘူးကြလားမသိဘူးညကျွန်တော်တို့သွားရဲ့အောက်သဖုံးလေးတွေမှာကျွန်တော်တို့အဖြူအဖုကလေးတွေဒါကိုကျွန်တော်တို့သဖုံးပီတဲနာလို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိကဒီပီတဲနာဖြစ်တာကအကြောင်းရင်း၃ခုကြောက်ကျွန်တော်တို့စဉ်းစားလို့ရတယ်ပေါ့နော်နံပါတ်၁ချက်ကတော့ကျွန်တော်တို့ တွားပိုးစားရင်တဖုံပြည်တယ်နာဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကနံပါတ်2ကတော့ကျွန်တော်တို့တဖုံရောင်ရင်လည်းတဖုံပြည်တယ်နာဖြစ်နိုင်တယ်နံပါတ်3ချက်ကတော့ကျွန်တော်တို့တွားကွဲတာအတာဖြစ်ရင်လည်းတဖုံပြည်တယ်နာဖြစ်နိုင်တယ်ဒီ3ချက်ကိုပဲကျွန်တော်တို့ကမူတည်ပြီးစဉ်းစားသွားမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ ဖြစ်တဲ့ဒီပေါ့လိုပေါ့လက္ခဏာလေးတွေပေါ့နော်လက္ခဏာလေးတွေကကျွန်တော်တို့ကကြည့်ရင်တော့ဒီတဖုံးမှာပြီးတဲ့တာကြည့်ရင်တော့တူတူပဲဒါပေမဲ့ဒီဖြစ်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကြွေးပြသွားမယ်ဥပမာကျွန်တော်တို့တဖုံးပြီးတဲ့နာဖြစ်တယ်ကျွန်တော်သွားပိုးစားတာကြောက်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကသွားမှာပိုးပေါက်ကြီးတွေတွေ့မယ်ကျွန်တော်တို့ ဒီသွားကြိုက်သွားနာဖြစ်မယ်ဒါမျိုးလေးတွေတွေ့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီသွားပိုးစားပြီးဘယ်လိုမျိုးကျွန်တော်တို့ကဒီတဖုံးပြည်တင်တာဖြစ်သွားတာလဲပေါ့နော်ကျွန်တော်တို့ကသွားပိုးစားပြီးဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဒီပုံမှန်အားဖြင့်အမြဲတမ်းသွားမှာကျွန်တော်တို့က၃လွာရှိတာ ਉਹ ကျွေလွာကျင်လွာဒီအတန်နုလို့ခေါ်တဲ့ဒီ၃လွာရှိတယ် သူကဒစင်းဒစင်းဖောက်သွားပြီကျွန်တော်တို့ကကျွေလွာဖောက်ရင်ဒါပြဿနာမရှိသေးဘူးကျင်လွာထိဖောက်လဲဘာမှမဖြစ်သေးဘူးကျွန်တော်တို့ကဒီပိုးစားတာကတွားရဲ့အသွင်အတနုထဲရောက်မယ်အဲ့အတနုကမှကျွန်တော်တို့ကထိွားပြီဆိုရင်ကျွန်တော်တို့တွားကြိုက်တာနာတာစဖြစ်လာမယ်ဒါကြတော့ကျွန်တော်တို့ကဒီတဖုံးပြည်တင်တာကြတော့ကျွန်တော်တို့က chronic k လို့ခေါ်တာပေါ့သူကနည်းနည်းကြကြထားမှဖြစ်တဲ့ ုံစံမျိုးပေါ့နော်တချို့ကယောဂကိုတကြထားတတ်ကြတယ်ထားမှဒီလိုမျိုးပြီးတဲ့နာတွေဖြစ်တာချစ်ချင်းတော့ကျွန်တော်တို့တဖုံးပြီးတဲ့နာမျိုးကမဖြစ်ဘူးအများဆိုတာဆက်ဆာချင်းမှာကျွန်တော်တို့ကအတန်နုကိုတွားထိပြီဆိုရင်ကျွန်တော်တို့ကြိုက်တာနာတာနဲ့ပြတယ်အဲတချို့ကျတော့ကြိုက်တာနာတာဖြစ်တယ်ပိုးပေါက်ဖြစ်နေတယ်ကြိုက်တာနာတာဖြစ်တယ်စေကန်းမပြပြစ်ဘူးမပြပြစ်ဘူးအာတချို့ကျတော့စေးမုတ်တွေတိတ်တာတို့တချို့ကျွန်တော်လေးငင်းစီ ဒါအလွယ်တကူဝယ်လို့ရတာပေါ့နော်လေးငင်းစီရှိမယ်ကျွန်တော်တို့ဆေးတွေရှိမယ်အဲဒါမျိုးတွေထည့်ပြီးတော့ထားတတ်ကြတယ်အဲ့လိုထည့်တာကနေကျွန်တော်တို့ကပျောက်သွားမယ်ခိုက်တာပျောက်သွားတယ်ဒါပေမဲ့၃လလာကြတဲ့အချိန်မှာဒီလိုမျိုးတဖုံးပြီးတယ်လားဖြစ်တာမျိုးတွေဖြစ်လာတတ်တယ်အာတချို့ကြတော့သွားကြိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဖြစ်တဲ့အကြောင်းရင်းကိုအရင်မကုပဲနဲ့ကျွန်တော်တို့ကဆေးပဲတောက်လိုက်ကြတယ်ဆေးပဲတောက်လိုက်ကြတယ်ပျောက်သွားတယ်ကျွန်တော်ဖေးခန်းနေမသွားပြစ်ဘူး ဘာမှဒီသွားကိုဘာမှမလုပ်ပြဘူးကြာတော့ဒီလိုမျိုး6လ3လအတွင်းမှာကျွန်တော်တို့ကကျွန်တော်မျိုးတဖုံးပြီးတယ်နာဖြစ်သွားတတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကသွားပိုးစားလာကြောက်ဖြစ်တဲ့တဖုံးပြီးတယ်နာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကခုနကအကြောင်းရင်းမှာပါတယ်တဖုံးရောင်လာကြောက်ဖြစ်တဲ့တဖုံးပြီးတယ်နာပေါ့နော်အဓိကတော့တဖုံးရောင်တယ်ဆိုတဲ့ကကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့သွားကြညက်တာ အဓိကတော့သွားကြညက်ပြီဆိုရင်ကျွန်တော်တို့ကတချို့တချို့တိတယ်သွားကြညက်တဲ့ပြဿနာတချို့ကျတော့တယောက်နဲ့တယောက်ဒါလူရဲ့ဟွာမတူဘောเนาะကျွန်တော်တို့ဒီ sensitive ဖြစ်တာနဲ့မဖြစ်တာမတူဘူးတချို့ကျတော့ကျွန်တော်တို့ကသွားဒီသွားကြထဲမှာတခုခုညက်တာကိုမခံနိုင်ရအောင်တန်ရှင်းလုပ်တယ်တချို့ကျတော့ဒီသွားကြညက်တာကိုလုံးဝမသိတဲ့လူတွေရှိတယ်အဲဒါမျိုးဆိုကျွန်တော်တို့ကသွားကြညက်တယ်ထုံးစံဆိုရင်သွားသွားကြညက်ပြီး ချစ်ချင်းကြီးဒီတဖုံးရောင်တာဖြစ်တာမဟုတ်ဘူး။သွားကြညက်တာ3ရက်နဲ့5ရက်ကြာကြာမှကျွန်တော်တို့ကဒီတဖုံးရောင်တာဆက်ဖြစ်လာတာ။အဲ့ဒီတဖုံးရောင်တာကနေပြီးတော့တဖြည်းဖြည်းကျွန်တော်တို့ထားတာကြာသွားရင်ကျွန်တော်တို့ကတဖုံးပီတယ်နာဖြစ်တယ်ပေါ့နော်။အဲ့ဒီဟာမျိုးပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီသွားပိုးစားတာကြောင့်ဖြစ်တဲ့တဖုံးပီတယ်နာ ਨੇ ကျွန်တော်တို့ဒီတဖုံယောဂါကြောင့်ဖြစ်တဲ့တဖုံပီဟိုတဖုံပီတဲ့နာမတူကြည့်ရင်တော့တူမယ်ဒါပေမဲ့ကျွန်တော်တို့ကဘာမှပဲကြည်တာလဲဆိုတော့သွားပေါ်မှာပဲကြည်တာဟိုကျွန်တော်တို့ဒီတဖုံကြောင့်ဖြစ်တဲ့သွားတဖုံပီတဲ့နာကသွားကအကောင်သွားကဘာမှဖြစ်မနေဘူးသွားပိုးစားတာကြောင့်ဆိုရင်တော့ကျွန်တော်တို့ကသွားမှာပိုးပေါက်ဖြစ်မယ်ပိုးပေါက်ကနေမှကျွန်တော်တို့ဒီအတနုထီွားပြီးတော့ဒီကျွန်တော်တဖုံရောင်တာမျိုးပေါ့နော် ဲ့တော့ဒီနှစ်ခုရဲ့ဒါကျွန်တော်တို့ခွဲခြားတဲ့အချက်ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးရောတာမျိုးလည်းတွေ့ရတတ်တယ်အဲတချို့ကြတော့ဒီတဖုံးလဲရောင်နေဒီကျွန်တော်တို့သွားလဲပိုးစားနေတယ်ဒီလိုမျိုးနှစ်ခုရောတာလည်းရှိတတ်တယ်ပေါ့နော်အဲကျွန်တော်ခုနကနောက်ထပ်လက္ခဏာထဲမှာကျွန်တော်တို့ကဒီသွား क्वे တာသွားအပ်တာသူကလည်းကျွန်တော်တို့သွားအပ်တာဆိုရင်တခါလေကျွန်တော်တို့ကူရတာနည်းနည်းခတ်တယ်လူနာကကျွန်တော်တို့ ွားကျင်တာနဲ့ပဲသူကပြတတ်တာတချို့ကသွားဆူဆူဝါကျင်တာမျိုးမဟုတ်ဘူးနည်းနည်းကျင်တယ်တချို့တတိမထားမိဘူးအဲ့ကမှကျွန်တော်တို့အစာတွေစိတ်ဝင်မဲ့ရေတွေစိတ်ဝင်မဲ့အဲ့ကမှကြာတော့သူကဘာဖြစ်သွားမလဲဆိုတော့တဖုံပီတဲ့နာဖြစ်တဲ့ပုံစံမျိုးဖြစ်သွားမယ်တခါတလေကြရင်ကျွန်တော်တို့ဒီသွားအပ်တဲ့ပြဿနာကကျွန်တော်ဓမ္မမှာဆင်းရင်တော့မပေါ်ဘူး မပေါ်တော့ကျွန်တော်တို့ကဘာပြဿနာရှိလဲဆိုတော့နောက်ဆုံးသွားကွဲထွက်သွားမှကျွန်တော်တို့ကဒီသွားကကျွန်တော်တို့ကဒါအဲ့နေပါလားဆိုတာတခါတည်းအဲ့ကြမှာသိရတာမျိုးလဲရှိတတ်တယ်အဲ့တော့ဒီသွားကွဲသွားအပ်တာကြတော့ကျွန်တော်တို့ကဘာနဲ့နည်းနည်းသွားဆင်လဲဆိုတော့ခုနအပေါ်မှာပြောထားတယ်သွားပိုးစားတဲ့ပုံစံမျိုးနဲ့သွားဆင်တယ်သွားပိုးစားတဲ့ပုံစံတိုင်းပဲသူကကွဲဝါမယ်ကွဲဝါပြီးရင်တဖြည်းဖြည်းအပ်တာနေကွဲသွားပြီးရင်အထဲကကျွန်တော်တို့အတန်နုကိုကျွန်တော်တို့အစာဝင်မယ်ရေဝင်မယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့က တဖုံပီတယ်နာဖြစ်တတ်တယ်။အဲ့တော့ဒါကကျွန်တော်တို့ကဒီတဖုံပီတယ်နာရဲ့ဟိုပေါ့ဖြစ်တဲ့ဒီလက္ခဏာတဲမှာဒါတွေပါတယ်ပေါ့နော်။အက္ကမာကျွန်တော်တို့ကတဖုံပီတယ်နာဖြစ်ပြီးဆိုရင်ဒါတော့ခုနကတော့အကြောင်းအရင်းကိုကျွန်တော်ပြန်ရှင်းပြထားတာပေါ့နော်။အက္ကမာအကြောင်းအရင်းကနေပြီးတော့သူကဘာဖြစ်လာမလဲဆိုတော့တဖုံရောင်လာမယ်။တဖုံနေနာလာမယ်။ပြီးရင်ကျွန်တော်တို့တဖုံပီဖို့လေးတွေ့ရမယ်။ တဖုံးပီတဲ့နာတော့ကျွန်တော်တို့ကပီဖူးလေးတွေ့ရမှာပေါ့နော်အဲ့တော့အဲ့ပီဖူးလေးကတချို့ပောက်ထွက်ပြီးတော့တချို့အဖြူရောင်လေးတွေပီအဖြူရောင်လေးတွေထွက်လာမျိုးတွေလည်းရှိတတ်တယ်ဒါကတော့ကျွန်တော်တို့ကဒီတဖုံးပီတဲ့နာဖြစ်တဲ့ဒီလက္ခဏာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့မကုပဲဆက်ထားရင်ဘာတွေဖြစ်မှာလဲ complication ဒါလေးကအရေးကြီးတယ်ကျွန်တော်တို့မကုပဲဆက်ထားမယ်ဆိုရင်ကျွန်တော်တို့က ွားပိုးစားတာကြောက်ဆိုရင်ကျွန်တော်တို့ကအရေးကြီးတယ်သတိထားရမယ်ကျွန်တော်အပေါ်သွားပိုးစားပြီးတော့ကျွန်တော်တို့ပြီးတဲ့နာဖြစ်တယ်ကဲမကုမိဘူးပေါ့နော်အဲ့ကနေတော့ဘာဖြစ်လာတတ်လဲဆိုတော့ကျွန်တော်မျက်နှာတချမ်းရောင်တာမျိုးဖြစ်နိုင်တယ်ကျွန်တော်တို့ဒီဆေးပညာအခေါ်ဝေါ်ရဆိုရင်တော့ဆယ်လူလိုက်တယ်လို့ခေါ်တယ်ခင်ဗျဆယ်လူလိုက်တယ်လို့ခေါ်တယ်မျက်နှာတချမ်းရောင်ရမ်းလာမယ်ရောင်ရမ်းလာမယ်တချို့နေဘက်ကလူနာတွေမှာအတွေ့များတယ်တချို့ဒီရောင်ရမ်းတာကို တချို့ဆေးလိမ့်မယ်ဆေးမတောက်ဘူးပေါ့နော်တချို့ဆေးမုတ်တွေတိတ်တယ်တချို့စနွင်းတိတ်တယ်မျိုးစုံပေါ့နော်အဲ့လိုလုပ်ပြီးတော့သူကကြာတော့သူကဘာဖြစ်သွားလဲဆိုတော့ဒီရောင်ရမ်းတာပိုဆိုးလာပြီးတော့တချို့အဲ့ကမှမျက်စိတော့ဖွင့်မရတာမျိုးဖြစ်တတ်တယ်ရောင်ရမ်းတာအဲ့ကနေမှတစင့်ကျွန်တော်တို့ကအဲ့အပေါ်သွားဆိုရင်ဘာကြောက်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအုံနောက်ဒီအုံနောက်ယူပေါ့နော်အဲ့မှာကျွန်တော်တို့ကကီဘာနဲ့ဆိုင်နဲ့ဆိုတာရှိတယ်ကျွန်တော်အဲ့ကီဘာနဲ့ဆိုင်နဲ့ကပုံမှန်ဆိုတာ သွေးဝင်လို့မရဘူးပေါ့နော်အဲ့ကနေမှကျွန်တော်တို့ကအဲ့ဒီကိုပိုးရောက်ပြီးတော့ကျွန်တော်တို့ကေပါနဲ့ဆိုင်းနဲ့ thrombosis လို့ခေါ်တဲ့အုံနောက်မှာသွေးခဲတာမျိုး ဖြစ်သွားတတ်တယ်အဲ့ဒါအရေးကြီးတယ်ခင်ဗျအဲ့ဒါကျွန်တော်တို့အကန့်မသိရင်အသက်ဆုံးရှုံးတာကြီးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကခုနကတော့မျက်နှာရောင်တာကိုမကုပဲထားမိတယ်ထားမိတာက နေခုနကမျက်လုံးလေးပါဖွင့်ပိတ်လို့မရတော့ဘူးအဲ့ဒီကမှကျွန်တော်တို့ခုနကတော့အုံနောက်မှာသွေးခဲပြီးတော့ နောက်ဆုံးအသက်ဆုံးရှုံးတဲ့ဒီဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အပေါ်သွားလီမှာပိုးစားပြီးပြီးတင်တာဖြစ်ရင်ဒါတတိထားမယ်အချက်ပဲနောက်ထပ်တစ်ခုကကျွန်တော်တို့ကအောက်သွားအောက်သွားဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ကပြီးတင်တာဖြစ်တယ်မကူပြစ်ဘူးကျွန်တော်တို့ဒီတိုင်းထားတယ်အဲ့ကမှသူလည်းမျက်နှာရောင်လာမယ်လေပင်းနေနာလာမယ်သူကတော့နောက်ဆက်သွဲရကျွန်တော်တို့ကဘယ်ဟိုသွားလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီနံရိုးကြွက်သားတွေရဲ့နံရိုးကြွက်သားတွေရဲ့နောက်တစ်ခုက နှလုံးရဲ့ကြွက်သားတွေကိုရောင်ရမ်းတာဖြစ်စေတယ်။အဲ့ခါမှသူလည်းအသက်ဆုံးချုံတဲ့အထိဖြစ်သွားနိုင်တယ်။ဒါမဲ့အဲ့လိုကိမျိုးကတော့ကျွန်တော်တို့တော်တော်တော့ရှားပါတယ်တွေ့ရတာ။တော်တော်များများတော့နှကြောင်ရမ်းကြိုက်ပြီးဆိုရင်တော့ကျွန်တော်တို့စေခင်းပြကြတာများတာ哦။အဲ့တော့ဒါကကျွန်တော်တို့ကဟိုပေါ့ complication ပေါ့နောက်ဆက်တွဲဆိုးကျိုးလေးပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီစေခင်းဒီမှာဘယ်လိုကုကြမလဲ။ဒီတဖုံးပြည်တယ်နာဖြစ်ပြီးဆိုရင် အဓိကတော့ first line ကျွန်တော်တို့ကုတာများတာတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီသွားရဲ့အနေထားကိုကျွန်တော်တို့ကကြည့်တယ်ဥမာကိုပိုးစားတာအကြောက်ဆိုရင်ဒါကျွန်တော်ပိုးစားတာကိုကုမယ်ဆိုရင်ပိုးစားတာအကြောက်ဆိုရင်တော့ကျွန်တော်တို့ကအရင်တချို့ကြတော့ကျွန်တော်တို့ချိန်ပါဖွင့်တယ်လို့ခေါ်တယ်ပေါ့နော်တကယ်ပြောရင်သွားကိုအပေါက်ဖောက်လိုက်ပြီးတန်ရှင်းရေလောက်ချမယ်ထုံစီးပေးတယ်ပေါ့နော်သွားကိုအပေါက်ဖောက်ပြီးတန်ရှင်းရေလောက်ထားပြီးပီတွေကိုကျွန်တော်တို့က drainage လို့ခေါ်တယ်ပေးပြီးတော့ထွက်လိုက်တာပေါ့နော်အဲ့ဒီနီးလုံးမယ်ပြီးပြီးရင်တော့ကျွန်တော်တို့က fee ကျွန်တော်တို့အကြိုက်ခဲပြောက်စီပိုးသက်စီအယောင်ကြစီတစ်နေ့၃ချိန်နဲ့တစ်ဖက်တောက်မယ်လူနာဘက်ကစားရည်ငုံမယ်အညော်ရှောင်မယ်ဒါတွေလုပ်ပြီးလိုက်ရင်ဒါပြီးရင်တော့ကျွန်တော်တို့ကဒါတွေလုပ်ပြီးပြီးရင်တော့ကောင်းသွားမယ်ကောင်းသွားပြီးရင်ဒီသွားကိုကျွန်တော်တို့ကခုနအကြောတက်မလားနှုတ်မလားဒါတွေပြန်စီစဉ်ရမှာပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကခုနတော့ဟိုမျက်နှာရောင်ရမ်းတာဖြစ်သွားရင်မျက်နှာရောင်ရမ်းတဲ့အခြေအနေမျိုးပေါ့ဆယ်လူလိုက်တဲ့ခုနပြောတဲ့အခြေအနေမျိုးဖြစ်သွားရင်တော့ကျွန်တော်တို့ကခုန ကျွန်တော်ပြောသလိုမျိုး drainage လို့ခေါ်တယ်ချက်ချင်းကျွန်တော်သွားကိုဖောက်ပြီးတန်ရှင်းလို့လို့မရဘူးပို့ပြီးဆိုးသွားတတ်တယ်သူ့ထုံးစံအဲ့တော့ကျွန်တော်တို့ကဘာလုပ်ပြရလဲဆိုတော့အရင်ကျွန်တော်တို့ခုနကဒုတိယအဆင့်ကိုအရင်ပြန်လုပ်ရတာပေါ့နော်ကျွန်တော်အကြိုက်ခဲပြောက်သေးပိုးသက်စေအယောင်ကျစေတစ်နေ့သုံးချိန်တစ်ပတ်တိုက်မယ်ပြီးရင်စားရင်ငုံခိုင်းမယ်အညော်ရှောင်ခိုင်းမယ်ပြီးမှကျွန်တော်တို့ ਨੇ ပြန်တွေ့မယ်တွေ့ပြီးမှကျွန်တော်တို့ခုနကပြောတယ်အကျောတက်မလားကျွန်တော်တို့သွားနှုတ်မလားဒါပြန်စီစဉ်ရတာပေါ့နော်ဒါကတော့ကျွန်တော်တို့ကသွားပို့စားတဲ့အပိုင်းပေါ့ တကယ်လို့ကျွန်တော်တို့ကတဖုံတဖုံရောင်တာကြောင့်ကျွန်တော်တို့ခုနတဖုံပြည်တင်တာဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကအဓိက cleansing ပဲကျွန်တော်တို့က scaling လို့ခေါ်တယ်။သွားကြောက်ချစ်တန်ရှင်တေချာလုပ်ပေးရမယ်ပေါ့နော်။အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ခုနကတော့ပိုးသက်ဆေးတွေ on မယ်၊ကြိုက်ခဲပြောက်ဆေးတွေ on မယ်။ဟိုကျွန်တော်အယောင်ကျဆေး on မယ်။ပြီးရင်ကျွန်တော်တို့စားရည်နွင်းနွင်းငုံတာပဲဖြစ်ဖြစ်ကျွန်တော်တို့ antiseptic mouthwash လို့ခေါ်တဲ့ကတွင်းတန့်ဆေးရည်တွေတေချာသုံးခိုင်းရမယ်။ ပြီးတော့ကျွန်တော်တို့အစာစားပြီးတိုင်းကျွန်တော်တို့သွားပွတ်ကြိုသုံးတဲ့အကျင့်လေးကိုကျွန်တော်တို့လုပ်ပြရမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတဖုံးရောင်တာကြောင့်ဖြစ်တဲ့ဒီတဖုံးပြည်တဲ့နာကိုဒါဒီနီးနဲ့ကျွန်တော်ဒီလိုနီးနေကူကြတာပေါ့နော်။နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကသွားအပ်တာကြောင့်ဖြစ်တယ်ဆိုရင်ပြည်တဲ့တဖုံးပြည်တဲ့နာဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကတချို့သွားကတော့ကျွန်တော်တို့က ချက်ချင်းကျွန်တော်တို့တချို့ကဲခြင်းနေဆိုရင်တချို့ကဲလို့ရတဲ့အနေအထားရှိတယ်တချို့ကျတော့လုံးဝတွားကြီးကကွဲထွက်သွားတယ်အလဲကနေနှစ်ချမ်းကွဲထွက်သွားတာမျိုးဆိုရင်တော့ကျွန်တော်တို့ကတွားနှုတ်တာမျိုးလောက်ရတာမျိုးဖြစ်တတ်တယ်ခင်ဗျအဲ့တော့ဒါကတော့ကျွန်တော်တို့ကကုသတဲ့အပိုင်းပေါ့နော်ကုသတဲ့အပိုင်းဒီအရေးပေါ်ကျွန်တော်တို့မှကျွန်တော်တို့နဲ့မတွေ့နိုင်ဘူးအရေးပေါ်ရောင်ရမ်းတာဖြစ်နေရင်တော့ကျွန်တော်တို့ကဒီတဖုံးပြည်တဲ့နာကနေပြီးတော့မျက်နှာရောင်နာရပါတယ်အရေးပေါ်ဖြစ်နေရင်တော့ ကျွန်တော်တို့ကအလွယ်ကူဆုံးကစားရည်နွေးနွေးလေးတေးချာတနေ့ကို၃ချိန်တစ်ပတ်ငုံပေးမယ်နောက်တစ်ခုကကျွန်တော်တို့အကြိုက်ခဲပြောက်စီကျွန်တော်ပိုးသက်စီအယောင်ကျစီဒါလေးတွေတနေ့၃ချိန်နဲ့တစ်ပတ်ကြိုတောက်ထားပေးလို့ရတယ်ဒါကျွန်တော်တို့ ਨੇ အရေးပေါ်မတွေ့ပြည့်ရင်ဒါမှမဟုတ်ကျွန်တော်တို့ဒီတချို့ကြတော့လေဟိုပေါ့စေးကြိုတောက်ထားတယ်ပြီးမှတက်တာပြီးမှလာတွေ့တာမျိုးစေးခန်းအောင်လာတွေ့တာမျိုးလဲလုတ်တက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီဟိုပေါ့ ဟိုဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီကုတဲ့နီးရယ်နောက်တစ်ခုကအိမ်မှာကျွန်တော်တို့အရေးပေါ်ဒီလိုမျိုးကုတဲ့နီးပေါ့နော်ကျွန်တော်ကတော့နှမျိုးလုံးကျွန်တော်ပြောပြီးထားတယ်ပေါ့နော်အဲ့တော့အခုအကြောင်းအရာနေရနေပြီးတော့အကျိုးကျေးဇူးတစုံတရာရရှိသွားမယ်လို့ကျွန်တော်ညွှန်နေပါတယ်အကျိုးကျေးဇူးတစုံတရာရရှိသွားမယ်ဆိုရင်တော့အခုဗီဒီယိုလေးရဲ့အောက်မှာ comment လေးမှာ yes လို့မှန်ပြပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ